ဘာဖြစ်လို့ဆိုတော့တီးတဲ့ပုံစံချင်းလေလူတက်ရောက်ပြောင်းတာနဲ့အကုန်အဲ့လိုဆိုတော့ပြန်ပြီးနောက်ပိုင်းအခြေအနေဒီမှာတီးဖြစ်တယ်ဆိုရင်တော့လေတခြားနာမည်တစ်ခုနဲ့တော့ကျွန်တော်ကတီးဖို့တော့စဉ်းစားထားပါဗျာတကယ်လို့တီးလူတွေရတာဘာကိုမင်းကပြန်လာပြီလို့တူတီးဖြစ်တယ်ဆိုရင်တော့ကြော်စင်ရမရှိတော့ဘူးတခြားဒရမာတရားကျွန်တော်တို့ခေါ်တီးရမှာပဲဆိုတော့ တရှိနာမည်လည်းတော့ကျွန်တော်ကတော့ဆက်တော့မအလိုတော့မလုပ်ချင်ဘူးပေါ့တခြားနာမည်တမျိုးနဲ့ပဲဆက်ပြီးရင်လည်းပြီးမယ်ပေါ့ ာလုပ်ရတာဒီ96လောက်ကပေါ့96လောက်ကစာလုပ်ရတဲ့ဆိုတော့ဒီလို30ကျေ30နဲ့30လီးပေါ့ကျွန်တော်တို့ဟိုပါပေါ့ကျွန်တော်10ရက်အောင်ပြီးလေက96လောက်ကရဒီရန်ကုန်တက်လာပြီးတော့ဒီမှာပဲကြတာကြီးရဲ့အတန်ဖန်နေအဲ့လိုမျိုးဒီကြီးကြလောကထဲမှာပဲနေနေတာပေါ့အဲ့လိုမျိုး အဲကျွန်တော်တို့ရန်ကုန်စတက်လာတော့တီးဖို့ပေါ့တီးဖို့ဆိုတာအဲ့တော့အတော့ကုကျော်စီရသူကဒီမှာသူကတီးနေစားတော့ဆိုင်နေပါလိမ့်မှာအဲ့တော့မေဝါတို့ပါလို့ပေါ့မေဝါတို့ပါလို့ဖြစ်မှာကုကျော်စီရတီးနေရနာကျွန်တော်လည်းနေမှာသူကလည်းသူဖဲ့လို့ထွက်လာတာလေးရှိတယ်အဲ့မှာကုကျော်စီရအအတော်လုံးပြင်မနာလူကြီးရဲ့ဆူပြီးတော့အဲလုံးမယ်ပေါ့ရန်ကုန်တက်ခဲ့ပါလားဆိုတော့ကျွန်တော်ရဲ့ကုမင်းရဲ့နောက် ဥဆုံးပါတယ်ကိုကိုလေးဆိုတော့ drama တရားရဲ့ကျွန်တော်လေးရပေါ့အဲ့ဒါက hours ပဲဆိုပြီးတော့ကိုကျော်ဒီရာကြည့်လို့အဲ့လိုမျိုးနဲ့စပြီးဖွဲ့ပြီးတော့အဲ့ဒါကကျွန်တော်နေမှနေတော့ကတော့စပြီးတော့ကိုရတန်ဟောလူရတန်နေပါလေအဲ့ဒါကိုကိုတငယ်ချင်းနေနဲ့တီးဆူနေတာတော့ရှိတာပေါ့ဒါပေမဲ့ကိုမင်းကအဲ့ဒါကျွန်တော်အကူရ ပင်ဖွဲ့ထားတယ်ကျွန်တော်တို့ကစူတာပေါ့စပြီးတော့ဒီကစားတော့တော့သူတို့ပင်မှာလေကျွန်တော်ဝင်စူတာဝင်စူရင်နေင်းနဲ့ကိုမင်းတို့အဲ့ဘဲကပေးတည်တဲ့တယောက်ကဆရာဝင်ဆိုတော့ဆာမီဝတ်ဖြေရမယ်ပါညာလို့တော့မအားတော့အဲ့ဟာကိုမင်းကအဲ့အောင်နဲ့မင်းတီးပါလားတဲ့ပေးတဲ့အဲ့ဟာနေကျွန်တော်မဆူပြတော့ပဲအဲ့တည်းကစပြီးပေးတည်ပြသွားတာအခုချိန်ကြီးအဲကိုမင်းနဲ့ဒီကိုဒီကိုသူကကျွန်တော်တဲ့ အကြီးဆုံးဦးကိုပေါ့မောင်နှမ9ယောက်မှာကျွန်တော်ကအငယ်ဆုံးသူကအကြီးဆုံးအဲ့လိုညီကိုရင်းနေပေါ့ဟုတ်အဲ့လိုဝါသနာရဲ့လူပါရဲ့လူလည်းမဟုတ်ဘူးပေါ့အဲ့ရမျိုးဝင်နောက်ကိုမင်းတို့ဝိုင်းမှာဆိုတော့ကိုကိုတွေဝိုင်းမှာဆိုတော့လည်းဝင်ဆိုပြစ်တာအဲ့လိုသဘောလောက်ပဲအဲ့မှာပြီးမှမအားတော့ဘူးဆိုတော့ကျွန်တော်အဲ့မှာကိုမင်းကမင်းဝင်ကြည့်လိုက်လို့ကျွန်တော်ဘာမှလည်းပြင်ဆင်ထားတာမရှိရဲနဲ့ ဘေးကိုတချင်းနေရအဲ့ရကြတော့မှအလွကျက်နှုတ်တော်မကြည့်တတ်ဘူးစာတော့ထိတ်ဆုံးစာတီးရဲ့ပွဲကိုအလွအလွကျက်အလွကျက်ပြီးတီးရနေတပေးပင်းနဲ့တော့တရတော့ဘေးပဲတီးပြက်သွားပြီးမဆုပ်ပြေတော့ဘူးဟဲ့ဒီဘုတ်ဒီတဲ့ကုသကေးနဲ့ကျွန်တော်လည်းနှစ်ယောက်ကျန်တာပေါ့အခုကုမင်းကတော့အမေရိကရောက်နေပြီကျော်စင်ကတော့ဆုံးသွားတာပေါ့ကျွန်တော်ကတော့အရင်ထဲကလေဘန်တစ်ခုမှအဲ့လိုတယောက်ပဲထွက်ထွက် ဟိုတရားအဲ့လိုမျိုးမရှိတော့တာပဲဖြစ်ဖြစ်ဆိုရင်တော့ကျွန်တော်ကအဲ့ဒီနာမည်နဲ့ဆက်သွားတာမျိုးသိမကြိုက်ဘူး။ဘာဖြစ်လို့လဲဆိုတော့တီးတဲ့ပုံစံချင်းလည်းလူတယောက်ပြောင်းတာနဲ့အခုအဲ့လိုတော့ဆိုတော့ပြန်ပြီးနောက်ပိုင်းအခြေအနေဒီမှာတီးဖြစ်တယ်ဆိုရင်တော့လေတခြားနာမည်တစ်ခုနဲ့တော့ကျွန်တော်က တီးဖို့တော့စဉ်းစားထားတာပေါ့တကယ်လို့တီးပြီးရတာထားပါကိုမင်းကပြန်လာပြီလို့တီးတီးပြတယ်ဆိုရင်တော့ကြော်စင်ရမရှိတော့ဘူးတခြားဒရမာတရားကျွန်တော်တို့ခေါ်တီးရမှာပဲဆိုတော့တတိနာမည်နဲ့တော့ကျွန်တော်ကတော့ဆက်တော့မအလိုတော့မလုပ်ချင်ဘူးပေါ့တခြားနာမည်တမျိုးနဲ့ပဲဆက်တီးရင်လည်းတီးမယ်ပေါ့အဲ့တတိနာမည်ကလည်းကျွန်တော်တို့ကဟိုရေကိုညီဘူးတို့အောင်မြတ်တော်ဦးလေးကကိုညီဘူးတို့ကအရင်ကတတိဘယ်ဆိုပြီးတော့သူတို့လုပ် ဟုတ်တယ်ဟုတ်တယ်အဲ့ဒီမြေကြီးကိုဒုက္ခပေးတယ်သူကသူကအကြံပေးတာကျွန်တော်တို့စဖွဲ့တော့အာငါတို့ငယ်တော့အဲ့လိုတဖီးဆိုတဲ့နာမည်လေးနဲ့ပြန်လုတ်ခဲ့ဦးတယ်ပေါ့မင်းတို့ကဟိုဟာဖြစ်ရဲအဲ့နာမည်လေး73ပြီးတော့လုတ်ပါလားဆိုတော့အာကျွန်တော်လည်းအဲ့နာမည်လေးကိုသဘောကျပါတယ်အဲ့ဒါနဲ့ပဲသတိနာမည်ကိုယူပြီးတော့ကျွန်တော်တို့အိုက်တယ်ငယ်ကစပြီးတော့လုတ်ပြတာပေါ့အဲ့ဒါဒါပေမဲ့အောင်မြတ်သာကတော့အစောပိုင်းတစ်နှစ်လောက်ပြီးတော့ ဟိုဟာကုတာကြီးဝင်လာတယ်ပေါ့ဒီလေးရောက်ပဲဒီဒီကျွန်တော်တဖီးနေနေပဲဆက်ရက်တည်ခဲ့တာအဲ့လိုတခြားဘယ်နာမည်တော့ကျွန်တော်လည်းအဲ့လိုတိတိကျကျကြီးလူလည်းမရသေးတာလည်းပါတာပေါ့အခုတော့ကြော်ကြော်လွင်ဒရန်ဆိုကြော်ကြော်လွင်ခေါ်တီးကြရှိတယ်။နောက်ကျွန်တော်နဲ့ဒီတီးနေတော်တော်ရှိနေ။သူတို့ကတော့အများစုပေါ့ကျွန်တော်တို့နဲ့ပွဲတွေပါဒီမှာသူတို့ခေါ်တီးနေတယ်။ကစ်တာကြရင်ရွှေထုတ်တီးတယ်။နောက်ခုကြော်မင်း တီးတယ်နောက်ဟိုဟာအခုမာဂျူရီနိုင်ရဲ့စီတီကိုလည်းတစ်ခါလေကျွန်တော်တို့အားရင်အားသလိုခေါ်တီးတယ်အဲ့လိုမျိုးပဲလူပုံသေးတော့မဖြစ်သေးဘူးပေါ့နော်အားတဲ့လူပဲခေါ်ခေါ်ပြီးကျွန်တော်တို့တွေဒီဆိုင်ကြီးပါလိမ့်မယ်ဒီနေကြတာပေါ့တကယ်လို့အရင်လိုခွေပုံစံမျိုးတည်ပြီးတော့ဘယ်နာမည်လဲပြရမယ်ဆိုရင်တော့ကျွန်တော်သဘောကတော့ တခြားနာမည်တစ်ခုနဲ့ပဲအစ်စ်လုပ်ချင်တာပေါ့အဲ့လိုပေါ့သတိကဒီ၄ရောက်နဲ့ပဲအရင်နဲ့ကလည်းကျွန်တော်တို့တွေလူလည်းမပြောင်းခဲ့ဘူးလေနောက်ပိုင်းကုသကေးဝင်လာတဲ့ကဒီလူ၄ရောက်ကြည့်တယ်ကျွန်တော်တို့တခြားလူနဲ့ဘယ်လိုမှမပြောင်းဘူးလေဒီ၄ရောက်ပဲသတိအနေနဲ့ရက်တည်ခဲ့တာအဲကြောင့်မို့ကျွန်တော်တို့ကတော့အခုချိန်မှာလည်းတကယ်လို့တခြားလူတွေနဲ့ပြန်ဖွဲ့ပြီးကြည့်တယ်လေတခြားနာမည်တစ်ခုနဲ့ပဲကြည့်ကြည့်ပြီးကျင်တယ်ပေါ့နော်သတိဆိုတဲ့ဟာကတော့ဒီ၄ရောက်နဲ့ပဲသက်ဆိုင်တာအဲ့လိုမျိုးထားကြည့်တော့ Thank you.